တေဒူများအတွက်ပရာဟိတဘမုန်းတို့တွေဓမ္မမိတ်ဆွေတို့တွေပရာဟိတတွေဝိုင်းကူပြီးတော့မှလှုပ်ပေးကြတယ်ရှင်တဲ့သူတွေအတွက်ပဲဦးစားပေးပြီးတော့မှလှုပ်ပေးကြရတာမှန်ပါတယ်အဲ့တော့တေတဲ့သူတွေအတွက်ကောကိုကပရာဟိတလုပ်လို့မရဘူးလားရပါတယ်ဘမုန်းနဲ့တည်တယ်ဆရာတော်လေးတပါးကလိုင်းပေါ်တင်ထားတယ်ရှင်များကြီးတဲ့ညရောက်ရင်တဲ့ခွေးတွေကလည်းအမတန်ဥတာပဲတဲ့ ဘာတွေမှမသိဘူးခြောက်ချားစရာကောင်းတယ်တဲ့အဲတချို့ကယ်ဆယ်ရေးသမားတွေကလည်းလိုင်းပေါ်တင်ထားတယ်ဟိုကယ်ဆယ်ရေးလုပ်တဲ့အခါမှာဒီအထဲမှာလူရှိလားလို့မေးတဲ့အခါမှာရှိပါတယ်ဟင်းချက်နေပါတယ်ဘာလုပ်နေပါတယ်ညာလုပ်နေပါတယ်အစသဖြင့်ကိုဟာကိုတေလို့တေမှမသိပဲနဲ့အသက်ဆုံးရှုံးသွားတာတွေလည်းပဲအများကြီးရှိပါတယ်အဲ့တော့ကို့အနေနဲ့ကို့အနေနဲ့ရှင်တဲ့သူတွေအတွက်တခြားတပြားပေးကမ်းပြီးတော့မှလူဒန်းနိုင်ပေမဲ့ တည်တဲ့သူတွေအတွက်ဘယ်လိုပရဟိတလုပ်မလဲပေါ့တည်တဲ့လူတွေအတွက်ဘယ်လိုပရဟိတလုပ်ရမလဲလို့ဆိုရင်ကိုပြုပြုသမျှကုသိုလ်ကောင်းမှုအစူးစူးတို့ကိုသူတို့တွေတာရုခွန်နိုင်ကြပါစေအမြအမြဆိုပြီးတော့ပေးဝေးရမှာဖြစ်ပါတယ်ဓမ္မတာလည်းရင်အဲ့ဒီမကောင်းတဲ့ပိတ္တာဘုံဘွားကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတာဒူလေးတကြိမ်ခေါ်လိုက်တာနဲ့ကောင်းရာသူကတိကိုရောက်သွားနိုင်ပါတယ်အဲ့လို တာတို့လေးခေါ်လိုက်လို့ကောင်းရသူကတိရောက်တာတွေပြီးတော့တခြားသောပုံကိုယ်တွေကကဲတာမျိုးတွေဇတ်တော်တွေထဲမှာရှိလာဆိုတော့ရှိပါတယ်။ဘုရားလောင်းတင်ခပုံနာကြီးဘဝဖြစ်စဉ်တုန်းကပေါ့။တင်ခပုံနာကြီးဟာပင်လယ်ထဲကို သင်္ဘောတစ်စီးနဲ့ခရီးထွက်တဲ့အချိန်မှာပင်လယ်ထဲကိုမထွက်ခင်လမ်းမှာထီးတို့ဖနတ်တို့လူစရာရှိတာတွေလူပေးခဲ့ပါတယ်။အဲဒီလိုလူပေးပြီးတော့ခရီးထွက်တော့ ကာမကောင်းအကြောင်းမလာတဲ့အခါမြစ်အလေရောက်တဲ့ခါမှာတင်မောကြီးကပြတ်သွားပါလေတင်မောကြီးပြက်ပြီးတော့တင်မောပေါ်မှာပါလာတဲ့လူတွေကလည်းပဲကပြန့်ကပြဲပေါ့အကုန်လုံးဟာဒီပြင်တစ်ချက်နဲ့ပင်လေထဲမှာခွန်နဲ့ရဲ့လုံလုံမျောပါနေကြတယ်ဘုရားလောင်းကြီးရဲ့ကုသိုလ်ကောင်းမှုတွေရှိတာမို့လို့ပင်လေဆောင်နာသမီးကသွားရောက်ပြီးတော့မှကဲတင်ပါတယ်ဘုရားလောင်းကိုပဲကဲလို့ရတယ်ဂျန်တဲ့ပုံကိုယ်တွေကတော့ကဲလို့မရဘူးတဲ့ တော့ဘုရားလောင်းကပြောတာပေါ့နတ်သမီးတဲ့ဟိုးဒီမှာကျွန်တော်ရဲ့ငွေချင်းတွေကိုလည်းကယ်ပါလို့ပြောတော့သူတို့ကကယ်လို့မရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကုသိုလ်ကောင်းမှုလုပ်ထားတာဘာတစ်ခုမှမရှိဘူးတဲ့အဲ့တော့ဒါဆိုရင်တဲ့သူတို့ကအခုပင်လေထဲမှာကုသိုလ်ပေးခြင်းတယ်ဘလို့ပေးရမလဲလို့ဆိုတော့ပေးလို့တော့ရပါတယ်တဲ့သင်ဒီကို မလာခင်မှာ ठी တို့ဖနတ်တို့လှူပေးခဲ့တယ်မလားတဲ့ လူပေးခဲ့ပါတယ်တဲ့ဒါဆိုရင်အဲ့ဒီကုသိုလ်ဝေစုကိုအဲ့ဒီပုံကိုလေးကိုပေးလိုက်ပါဒါဆိုရင်ငါကယ်လို့ရပြီဆိုတော့ကယ်ငါပြုပြတဲ့မြတ်ကုသိုလ်ကောင်းမှုအစူးစူးတော့မင်းတို့တာဓုခေါ်ကြဆိုတော့ဘိုလ်လူတွေကလည်းတာဓုတာဓုတာဓုလို့ခေါ်လိုက်တဲ့အချိန်မှာနတ်သမီးကကယ်တင်လို့ရတော့ပါတယ်ဒါဟာသိမ့်မှန်ပါတယ်ကို့မှာကောင်းမှုကုသိုလ်တစ်ခုခုမှမရှိထားဘူးဆိုရင်ကယ်လို့မရဘူးဖျားလည်းကယ်လို့မရဘူးဖြစ်ပါတယ် ညစွာဘုရားလက်ထက်ကယဟန်တော်တွေကိုအေဟီဘိတ်ခူလို့ခေါ်လိုက်တာနဲ့အပြိုင်နဲ့အဲ့ဒီပုံကိုယ်တွေဟာလူအသွင်ပြင်ကနေပြီးတော့သင်္ကန်းပရိခယာအစုံအလင်နဲ့ယဟန်ဖြစ်သွားပါတယ်ဘုံကြီးဖြစ်သွားပါတယ်လူတိုင်းကိုလုံလို့ရလားဆိုတော့လူတိုင်းကိုလုံလို့မရပါဘူးသူ့ရဲ့ပါရမီဓာတ်ခံကုသိုလ်ကောင်းမှုအရှိန်တက်တည်တွေပါခဲ့မှသာလျှင်ညစွာဘုရားကအေဟီဘိတ်ခူလို့ခေါ်လို့ရတာဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားကလည်းလူတိုင်းကိုမကယ်တင်နိုင်သလို နတ်သားနတ်သမီးတွေကလည်းပဲကဲတင်လို့မရဘူးအဲ့တော့ဒီပုံကိုယ်တွေကိုပရာဟိတာအနေနဲ့မကြုံမလို့တဲ့ပုံကိုယ်တွေကိုဟိုအများအကျိုးဆောင်ရွက်တာပေါ့လေဘလို့ဆောင်ရွက်ရမလဲဆိုရင်ကိုပြုနိုင်သလောက်ကုသိုလ်ကောင်းမှုတွေပြုပါဗရေပဋ္ဌာန်းတွေရွတ်ပါနောက်ပြီးတော့အာသနာရိကတုတ်တွေစသဖြင့်ကိုရွတ်ဖတ်နိုင်တဲ့ဂုံတော်တွေလည်းရွတ်ဖတ်ပွားများပါအကုန်လုံးရွတ်ဖတ်ပြီးတော့ပြုပြုသည်မြတ်ကုသိုလ်လေးတွေအများရကြပါစေဆိုရင်ဒါဟာပေတဲ့ပုံကိုယ်တွေအတွက် ပရဟိတအလုံနေခြင်းဖြစ်ပါလေ။ဒါကြောင့်မို့အားလုံးသောဓမ္မမိတ်ဆွေပေါင်းတို့တော်ကောင်းတွေလည်းပဲကုသိုလ်ကောင်းမှုတွေများများပြုပါ။ကိုကိုကိုလည်းပဲတာဓုခွန်နိုင်အောင်ကြိုးစားပါ။အများသောပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုတွေပြုကြတယ်။ကို့အနေနဲ့လည်းပဲအဲဘာကုသိုလ်ကောင်းမှုတွေပဲလှုပ်ကြလှုပ်ကြပါလေ။တာဓုခေါ်တယ်ဆိုတဲ့နေရာမှာ စိတ်ပါလက်ပါနဲ့တာဓုခွန်နိုင်အောင်ကြိုးစား။ ဒါမှသာလျင်ကိုမတော်တဆတည်ဆုံသွားခဲ့သည်ရှိတော့တာရုခေါ်နိုင်တဲ့ပုံဘွားကိုရောက်မှဖြစ်ပါတယ်။အခုမကြုံမလွတ်ဖဲနဲ့ရှိနေကြတဲ့ပုံကိုယ်တွေကိုဘလို့အမြတမ်းပေးဝေရမလဲလို့ဆိုရင်ပြုပြုသမျှကုသိုလ်ကောင်းမှုတွေကိုအမြအမြလို့ပြေးလိုက်တယ်နဲ့သူတို့တွေတာရုတစ်ချိန်ခေါ်လိုက်တယ်နဲ့တပြိုင်နက်သူတို့တွေမကောင်းတဲ့ပုံဘွားကနေကျုပ်လို့ပြီးတော့ကောင်းတဲ့ပုံဘွားကိုရောက်ရှိနိုင်ကြပါဖြစ်ပါတယ်။အားလုံးပဲသိတဲ့ပုံကိုယ်တွေအတွက်လည်းပဲပရာဟိတ ကုသိုလ်အနေနဲ့အမြတမ်းနေပြေဝေပြပါအားလုံးပဲကိုယ်စိတ်နှပါစမ်းမချမ်းသာကြပါစီခင်ဗျာ